အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇလံလေးကတော့စာရေးဆရာမောင်ဆွေတောင်ငူရေးသားထားတဲ့မာယာဘီတင်းဆိုတဲ့ပြမှုဝိထုဇလံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမာယာဘီတင်းကိုဆွေရေတတင်းကတော့ရှည်ပဲ အမတ်တေရဲစခန်းသို့ဝင်ရောက်လိုက်သည့်နေ့ကက်စီယေကြီးဥမောင်ကိုဤတပည့်အခုစရေးကလေးမှကျွန်တော်အားခင်မင်ယင်းဤစွာနှုတ်ဆက်ရင်ကျွန်တော်တည်ပြီးပြီအထင်နဲ့တည်တင်းစကားတစ်ခုအားလက်ဆောင်ပါသည်ဖြင့်အေးညီလေးပါသတင်းလေးကွာမိုးရစေအမှုလားမဟုတ်ဘူးလေကိုစီရဲ့တဲကိုခန်းမှာ386ဖြစ်တဲ့ကိစ္စလေဘေးဒင်းဆရာကြီးအများကြီးပဲဟေးဟုတ်လား ဗေဒင်ဆရာများ386ပုံမှကို ကျွလွန်သည်ဆိုရင်ကျွန်တော်၏မျက်ခုံးနှစ်ဖက်မှာစခန်း၏မျက်နှာကျက်သို့တိုင်မြင့်တက်သွားရ၏အံ့ဩ၍လည်းမဟုတ်ထူးဆန်း၍လည်းမဟုတ် မထူးဆန်းတော့လေမယုံနိုင်လွန်းသည့်ထိုအဖြစ်ပြက်များမှာလောကီအာယုံကာမဂုံတော်၌စားနေကြသောကြောင်ပါများတပွေအတွင်ဖြစ်၎င်းကာမဂုံတိုက်သူရင်အကြံဟောင်းအစီဟောင်းများဖြင့် နီဟောင်းလမ်းဟောင်းများအတိုင်းကာမတိုက်သို့စိုက်လိုက်မတ်တက်ခွင်စဉ်ရှာဖွေတူးဆရင်စူးစားနေကြသောအချို့အချို့သောဘေးဒင်ဆရာမဟုတ်သည့်ဘေးဒင်ဟောစားခြင်းလို့ဖြစ်အသက်မွေးနေကြသည့်ယခုလိုလူစားတချို့တချို့ကြောင့်မတိမ်မှုဟုသည့်အမိခတ်ဆိုးဆိုးအမှုကြီးများမှတ်ကြမှာကြဖြစ်ပွားပေါ်ပေါက်ခဲ့ရလေရာထို့သို့သောဖြစ်ရများပေါ်ပေါက်တိုင်းကျွန်တော်မြန်မာနိုင်ငံတွင်ရှိ ယူသားလွန်သောယူလွန်၍အသည့်နှုံချသည့်သူများဘဝရောက်ရှိနေကြသောပညာမဲ့ကျိလက်နေလူအချို့ပညာတတ်တော်လေမိမိကိုယ်ကိုမိမိမယုံကြည်နိုင်သောမြို့ပြနှင့်ကျိလက်ရှိ ခေပညာတတ်အချို့တို့တတိတံဝေကများရရှိကြစီရန်မသိဘူးမကြားဘူးမကြုံဘူးသေးသောသူများမှုခင်တတိများရှိကြစီရန်အစဉ်တစ်ဖြင့်ပညာပေးမှုခင်တရင်ဆောင်ပါများရေးသားတင်ပြ၍သည်နီး ညာပေးဖြစ်ရအမှန်ကိုအခြေခံသောဝိတ္ထုဇလံများရေးသား၍တဖုံအမျိုးမျိုးအဆုံဆုံးသောရှုထောင့်အသီးသီးမှနေ၍စေတနာဝါသနာများကိုအရင်ခံလျက် ရေးသားတင်ပြရပေအောင်မည်ဟုသောနိုးကြားသည့်အသည့်စိတ်ဖြင့်မျက်ခုံးများမြင့်တက်သွားရခြင်းဖြစ်ပါသည်တတင်းအစရပြီဆိုတော့တတင်းအားရေဆုံးရေဖြားတိုင်လှက်ရပေအောင်တော့မိသားကဲစေကြီးကြီးထုံးစံအတိုင်းတတင်းလေးကိုကူညီပေးပါအောင်ညာ သင်အချက်က အမှုစစ်အရာရှိကဘယ်သူလဲနှဲ့အချက်ကတရားခံကဘယ်နှယောက်လဲဘယ်သူတွေလဲဆိုတာအရင်ဆုံးကိုညီပေးပါအောင်အမှုစစ်ကသူရဲ့ဟုတ်တတ်နိုင်ဝင်းပါကိုဆိုရေးအဲ့ဒီတစ်အချက်ပဲနှဲ့အချက်ကတော့တရားခံနှယောက် အားလုံးကိုဖမ်းထားပြီးပြီဒါပေမဲ့ပုံမှန်က386မဟုတ်ဘူး386မြင်းဆောင်913မြင်းဆောင်916ကြံစီတာရင်မြူဆွေချင်း6တာရင် ပြီးတော့ဒီကိစ္စကိုစကမ်းမှုစီမှာခွင့်ပြုချက်တောင်းလိုက်အောင်စကမ်းမှုစီကခွင့်ပြုချက်ရပြီဆိုရင်ကျွန်တော်စီမှာတိုင်ချက်ပြည့်စုံရှိတယ်။ကိုညီပေးမယ်ဖြစ်တယ်မို့လားကိုဇွေဖြစ်ပါတယ်စေကြီးရဲ့စကမ်းမှုကအဝေးကြီးမှမှမဟုတ်တာဒီတာဝန်မှုစပွဲမှတင်ထိုင်နေတာပဲကျွန်တော်ခွင့်ပြုချက်တောင်းလိုက်ပါမယ်ကဲဆရာကြီးဆရာတို့အနှောက်အယှက်မရှိဘူးဆိုရင်ဘေးနေဆရာနှစ်ယောက်ပါတဲ့မတိမ်မှုကိစ္စလေးကျွန်တော်ကိုကူညီပေးပါလားဆရာ။ ရပါတယ်ကိုစုရဲ့တည်င်းရေးတာပဲရေးပြီးရင်တော့ကျွန်တော်ကိုပေးဖက်အောင်ပေါ့ထုံးစံတိုင်းစကမ်းမှုရဲအုပ်နေဝင်းကထုံးစံတိုင်းခပ်ပပရေသွန်းသွေးလျက်ကျွန်တော်လိုချင်သော အမှုအားခွင့်ပြုချက်ပေးလိုက်သည်စကမ်းမှုရဲအုပ်နေဝင်းနှင့်တိကျွမ်းခင်မင်ခွင့်ရသည်မှာတိတ်မကြသေးပါချင်းရခင်စကမ်းမှုရဲအုပ်ဝင်းစိန်ယခုတူရဲမှုနေပြည်တော်မြို့နယ်ရဲတပ်ဖွဲ့မှဤနောက် စခန်းမှုရဲအုပ်ကိုယ်ကိုယ်လိုက်စခန်းမှုရဲအုပ်တင်ထွန်းစခန်းမှုရဲအုပ်ထင်အောင်လင်းစခန်းမှုရဲအုပ်ဆန်းအောင်စခန်းမှုရဲအုပ်ခင်စော်တို့နောက်တွင် ခရမ်းသုံးခါဘက်မှတာဝန်အမှတ်တရရဲစခန်းသို့ပြောင်းရွှေ့ရောက်ရှိလာလျက်တာဝန်ထမ်းရွက်နေသူဖြစ်ရကားစခန်းမှုအသည့်တယောက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရောက်ရှိလာတိုင်းကျွန်တော်မှတိတ်ကပြန်ဆား၍မိတ်ဆက်ရခြင်းရင်းနှီးမှုရယူတည်ဆောက်ရခြင်းများမှန်မှန်ကြီးပြုရမည်ဖြစ်၏ တို့ရတွင်စကမ်းမှုရဲအုပ်နေဝဲမှလည်းအခြားအခြားသောစကမ်းမှုများဤသူကျွန်တော်အပေါ်ပေါ်၍စွာမှုခင်းနှင့်ပတ်သက်သောသတင်းအချက်အလက်များခွင့်ပြုပေးခြင်းကျွန်တော်ရေးသားပြီးသည့်မြသောသတင်းမူကြများအားလွဲချုံမှုမရှိစေရန်စီစစ်ဖတ်ရှုပေးခြင်းများအားလွယ်လင့်တကူကူညီမှုများပေးခဲ့သည့်ဖြစ်ရာကျွန်တော်အတွက်တစုံတရာခက်ခဲမှုမရှိခဲ့ပါခြင်းအရာခက်သိမ်း၌အစဉ်ပြေချောမောခဲ့ပါ၏ စခန်းမူ၏လက်အောက်ငယ်သားတို့ဟူဒီက၎င်းတို့ပြုရမည်ဝိတရားတိုင်းအထက်အကြီးကြီးဖြစ်သော စခန်းမူ၏အမိန့်ကို နာခံမှသာကိစ္စရရဟူသည်များတို့အားဆောင်ရွက်ဝင့်တည်ဖြစ်၍လှုပ်ထုံးလုံနီးစီကံများတိုင်းဆောင်ရွက်ကြရခြင်းဖြစ်သည်ကိုတော့ကျွန်တော်တို့မှုခင်သတင်းထောက်စာရေးဆရာများနေဖြင့်နားလည်မှုပေးရမည်ဖြစ်ပေသည်စခန်းမူ၏ခွင့်ပြုချက် FIR ခေါ် ပထမသတင်းပေးတိုင်ချက်မိထူအားကူးယူမှတ်သားလိုက်ပြီးအမှုဖြစ်စဉ်အသေးစိတ်အားစခန်းမှုရဲအုပ်နေဝင်းနဲ့တွေ့ဆုံ၍စနီးနာလိုက်ပါသည်ဒီလိုပြကိုဆူရဲ့ကာယကံရှင်ကလေးမလေးကအသက်16နှစ်ပဲရှိသေးတယ်ဒီမျိုးကတော့မဟုတ်ဘူးဗျသူနေတာကကျွဲပွဲမြို့မှာနာမည်ကလေးကမျှဆန်းကြည်တယ်သူမိခင်ကအသက်30ပူပူလောက်ပဲရှိ ਉ မင်းနာမည်ကတော်တင်မိမိခိုင်းနေတယ် အမှုကိစ္စကတမီးဖြစ်သူမြဆန်းချီနဲ့ဒိုင်ရိုက်ပတ်သက်တာဖြစ်ပြီမင်းမိခင်ဖြစ်သူဒေါ်တင်မိမိခိုင်ရဲ့ချို့ရင်ချက်ချောက်ဖြစ်ခဲ့ရတာမို့လို့ဒီဇလန်းမှာ သူ့မိနာမည်ကိုထည့်ပြောရတာပဲဖြစ်ပုံဇလန်းစုံကို ပြောပြရရင်တော့ဒီလိုပြကိုဆိုရင်မိုးတွင်းကာလဖြစ်တော့လေကောင်းကင်တခွင်၌မိုးသားတင်လေးတို့ကင်းစင်နေ၏သွေးချောက်တော်လန်တိုင်းလျှောက်လာရင်မှဇင်မင်းထူးစိတ်ထဲမှာ မြဆန်းကြည့်မိရှိကျွဲပွဲမြို့မှဆဲကျော်တက်၍မိမချောလေးကြောင်းကို တွေးတောစိတ်ကူးနေချက်နေမိသည်တကယ်တော့မြဆန်းကြည့်သည်မိမိ၏ဘေးတွင်ဖောက်တဲ့ဒေါ်တင်မိမိခိုင်၏တူးသေးသောသမီးဖြစ်သည်ကြီးလက်တော်ရဆန်သောတောမြို့ကလေးရှိတောမကျတောင်မကျဘဟုတုသအသိပညာနယ်ပါးသူ လူတစုတို့၏ထုံးစံတလေတိုင်းမြို့ကြီးပြကြီးရှိ တဘာသူတို့ဤတိုက်တာအိုးအိမ်စည်းစိမ်ချမ်းသာတို့အားမျက်စိဖြင့်မြင်တွေ့သားရလျက်ထို့သို့သောတိုက်တာအိုးအိမ်စည်းစိမ်ချမ်းသာတို့အားဆွဲလန်းစိတ်ဖြင့်စိတ်ကူးကျင်သားရလျက်ထို့သို့သောကြွယ်ဝချမ်းသာသည့်တိုက်ပိုင်ကားပိုင်တထေးကြီးများဘဝတထေးကြော်ကြီးများဘဝရောက်ရှိနိုင်မီကံစားတာပါမပါမိသည့်ချိန်မိသည့်ကာလ၌တထေးကြီးဘဝတထေးကြော်ကြီးဘဝရောက်ရှိမီကိုတီးလိုက်ကြသည်ဖြင့် ကျေးလက်တော်ရွာနေတကာအနှံ့ဘေဒင်လိုက်ဟောစားနေကြသောစင်မင်းတော်တို့ကဲ့သို့ဘေဒင်ရောင်ရောင်ခိုင်းစရာရောင်ရောင်များထ၌စီးကက်ကအစာပြေမဟုတ်ဝယ်စားသလိုစိတ်ဆန္ဒရီပေါ်လာတိုင်းဘေဒင်ခေါ်တွက်နေကြဖြစ်သောဒေါ်တင်မိမိခန်ဟာဘေဒင်သွားတွက်ပြီးရင်နှင့်ဒေါ်တင်မိမိခန်၏သူဦးသေးသောသမီးလေး၏အလှပများပေါ်စင်မင်းထူးရမတ်စိတ်တို့တိမ်ညွတ်မှုများဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည် ယမန်နေ့ကမိမိကဲ့သို့ဘေးတွင်တွက်ချင်းအလုပ်ဖြင့်လောက်ကန်စားတော့နေကြတော်သူများဖြစ်ကြသည့်မြင့်ဆောင်ခင်ဝင်တောင်းထိုက်သူနှင့်တွေ့စဉ်စင်မင်းထူးကမျှဆန်းကြီးအလှပါတို့အကြောင်းစာဖွဲ၍ထုတ်ပြောမိခဲ့သည်လှရကွာညိုချောလေးတကယ်ကိုလုံလုံချစ်ချစ်ဖွင့်ဖွင့်ထွားထွားကလေးမင်းတို့မြင်သွားရင်ခိုက်သွားမယ်ဟာဟာစင်မင်းထူးစင်မင်းထူးမွေမွေချင်းချင်းမြင်ပြီးသားပါကွာ ဘေးဒင်သမားအချင်းချင်းမင်းဘယ်ချိုးပြင်နေတယ်ဆိုတာငါသိပါတယ်။ဟဲ့ကောင်မျက်ဆောင်ပြောပြလိုက်စမ်းကွာ။အေးလေကွာခင်ဝင်ရာအချင်းချင်းတွေမြာစန်းကြီးကရှိလာ16နှစ်ဒီတော့ငါတို့ပြောနေကြရွှေနေကြတိုင်းတိုက်ကလာတာလို့ခတ်တီတီနဲ့ဖိတ်လိုက်မယ်။အသက်20မှာတိုက်ကပြန်ခေါ်တော့မှာဒီတော့သူ့အသက်20ထိပဲနေရမယ်လို့ထပ်ပြီးအာလူဖုတ်လိုက်မယ်။ဟုတ်တယ်မဟုတ်လား။အေးဟုတ်တယ်ကွာ။ မင်းပြောနေတာတွေကအတိအကျပဲစင်မင်းထူးကဝန်ခံလိုက်သည်ဒီတော့သူနဲ့သူမိခင်ကမင်းရဲ့ဖိန်လုံးတွေအောက်မှာဖျားသွားပြီးခြေမကင်မိလက်မကင်မိဖြစ်သွားရောအမှန်တော့တိုက်ဆိုတာဘာမှသူတို့သိတာမဟုတ်ဘူးသူတို့ကိုဖိန်လုံးရှူးလုံးတွေသုံးနေငါတို့ဘေးရင်ဟောဆားနေတဲ့လူစုကိုယ်တိုင်လည်းတိုက်ဆိုတာသူများပြောလို့သာလိုက်ပြောရတာတိုက်နေသူတာဆိုလို့စာလေးတိုက်လောက်ပဲမြင်ဘူးတာ ယူတူတူခွေးကောင်ရကိုယ်စကားနဲ့ကိုစားဖောက်ပိတ်နေဦးမယ်။ဟောင်းဖွာဟောင်းဖွာပြောနေသောတောင်းထိုက်ကိုစင်မင်းထုကကြိတ်၍ဟောက်လိုက်ရသည်။ဒီကောင်ပြောနေတာတွင်ဘေးလူတွေကြားကုန်မှဖြစ်အခက်စင်ထားတဲ့ခွင်ကလေးပြတ်သွားအောင်လုပ်မည်။ဘာပဲပြောပြောဒီကနေ့တော့မြာဆန်းကြီးကိုတိုက်ကျိုးဖြတ်ပေးမည်ဟုသူ့မိတော်တင်မိမိခိုင်ကို ပြောထားပြီးဖြစ်သည်။မေကောင်မာလေးကိုတိုက်ကျိုးဖြတ်ပေးမယ်လို့ပြောထားပြီးပြီပေါ့။ ပိုင်နေကွာဘယ်တဲကိုခမ်းမှာတိုက်ကျိုးဖြစ်မှာလဲငါတို့လာချောင်းကြည့်ဦးမီကောင်းမလေးကရိုင်းလီနော် အကင်အတွင်မချမ်းနဲ့တခါစားဖြစ်သွားမီခဏခဏစားရမှအရသာရှိတာဒါတွေငါကျွမ်းပါလေကွာစင်မင်းထူးပါကွာလက်ရှိတရားဝင်မိမက၃ယောက်တရားမဝင်တိုက်ကျိုးဖြစ်ပြီးခဲ့တဲ့မိန်းကလေးတွေကရည်တော်မရှိနိုင်တော့ဘူးတရွာမှာနေဆုံးတယောက်တော့ရှိတယ်မင်းတို့ဆရာပါကွာ မနာလိုဘူးကွာတဲဥခန်းနာမည်ပြောခဲ့ငါတို့နောက်ကလိုက်လာခဲ့မင်းအစင်ပြေလို့ဝင်းညှိကြည့်လို့ရတော့လေအမျက်ပဲပေါ့ကွာဟိ sorry ကွာကွန်ချက်တော့ဘယ်ပြလို့ဖြစ်မလဲဟင်းစားတဘောလောက်တာပြီးမှာပေါ့အခုငါမြဆန်းကြီးကိုမြုံးထောင်ထားခဲ့တာမင်းတို့ကိုပြောပြနေတာဟင်းစားပြီးတဲ့တဘောပဲဘယ်တဲဥခန်းကိုသွားမယ်ဆိုတာကိုတော့ပြောလို့ပဲဖြစ်ပါမလဲကွာဟမ်သတ်တာသွားပြီဟိ ဒီကနေ့ညာမင်းကြီးညိုရက်ကွက်မှာဗဟုပြုပြီးအင်အားပြင်းထန်တဲ့ငလင်ကြီးကြီးလှုပ်လိုက်မယ်ဆိုတာကိုတော့ငါဘေးတွင်ဟောစားသူတယောက်အနေနဲ့မင်းတို့ကိုကြိုတင်ဟောခင်းထုတ်ခင်မယ်အင်အားကတော့ Richard Scale 1500လေဟောဆရာရောက်လာပြီဆရာရင်လာမလာပါမလားလို့ကျမကမျှော်လိုက်ရတာအင်ချန်သေးကိုဝင်လိုက်တည်နဲ့တော်တင်မိမိခိုင်မှခရီးဥချုံနှုတ်ခွန်းဆက်လက်တန်ကြောင်း အခုနကအတွေးစိတ်ကူးတို့ကိုတိကနယ်ဖြတ်ချလိုက်ပြီးစင်မင်းထုမ လာမာဖို့တော်တင်မိမိခိုင်ရင်ကိုကိုယုံကြည်အားကိုးနေကြတဲ့ဖောက်တဲ့တွေကိုဂရီးပြက်လို့ပဲဖြစ်ပါမလဲတော်တင်မိမိခိုင်ရင်အရေးကိစ္စမှန်တမျှကိုကျွန်တော်အရေးကိစ္စလို့ပဲတဘောထားပြီးကိုဖြစ်ရင်ဖြစ်လှုပ်ဆောင်ပေးနေသူပါဗျာကဲအခုမြာဆန်းကြီးကိုတောင်ငူရွှေစံတော်ကိုခေါ်သွားမယ်အဲ့ဒီမှာတိုက်ကြိုးတစ်ခါလေးဖြတ်ပြီးခင်မယ် ။ဒါမှသူ့ဘဝဟောင်းကိုပြန်မသွားရတော့ပင်ခမည်းတော်နဲ့တေသပံတက်စုံမိသားစုအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားရမှာ။ဟုတ်ပါလေဆရာကြီး။ဆရာကေမပင်သမီးလေးလူ့ဘဝမှာ အသက်ရှိကြနေထိုင်ရမှာ။ဒါကြောင့်ဆရာကိုအားကိုးယုံကြည်ပြီးအတ္တပါဆရာကြီး။စိတ်ချစမ်းမှာဒေါ်တင်မိမိခိုင်ရင်ကျုပ်ကမြဆန်းကြီးလေးကိုကိုဖိရင်ဖိဆောက်ရှောက်ကယ်တင်ပြီးမှာပါဗျာ ဟန်ကြတယ်ကွာဘေဒင်ဟောခရေတရာချီခပတ်စံငွေကြီးကိုလည်းတောင်းတလောက်ရသေးတယ်လူသားလည်းစားရအောင်မင်းဆရာလည်းခေါ်ခံရပြန်သေးတယ်အလွန်ကောင်းတဲ့လို့ဟာလှလိုက်တာကွယ်မြဆန်းကြည့်လေရင်ကြည့်ပါဦးတီရှပ်ကိုခေါင်းကဆွပြီးဒူဖုံးစကတ်ကိုဝတ်ထားလိုက်ပုံများဟော်ဒီကဇင်မင်းထူးရဲ့ရင်ကိုခုံပြီးရင်ခုံစီပါလားကွယ်အမေတမီးမလိုက်လို့မဖြစ်ဘူးလားဟဲ့အမိုက်မရဲ့ ဘယ်လိုစကားမျိုးပြောတာလဲငါတို့မှာကသာသမီဆိုလို့ညီးတယောက်တည်းပဲရှိတာဒီရွယ်အထိပညာတွေတင်စာတွေတွင် ပြုစုစောင့်ရှောက်ပြီးခဲ့ပြီးခါမှညီးကိုဘဝဟောင်းကဆွေမျိုးတွေစီကိုဘယ်ပြန်ဖို့ခွင့်ပြုနိုင်မှာလဲလူဘဝမှာ အမေတို့တက်ရှိထင်ရှားရှိနေတည်း၍ညီးကိုဘယ်သူလက်ထဲကိုမှပြန်မထည့်နိုင်ဘူးငါတို့ရဲ့သမီးလေးဘဝနဲ့ပဲအမေတို့နဲ့အသက်သက်ဆုံးနေသွားရမယ် ဒီတွင်တိုက်ကြိုးဖြတ်ကိုဖြတ်ရမယ်ဆရာနဲ့လိုက်သွားရွှေစံတော်ဖရာရောက်မှာဆရာကနှင့်ကိုတိုက်ကလူတွေနဲ့ဥစ္စာဆောင်တွေနဲ့အဆက်ပြတ်သွားအောင်တိုက်ကြိုးဖြတ်ပြီးမှာမလိုက်လို့မဖြစ်ဘူးလိုက်သွားမိခင်စကားကိုပယ်ရှား၍မရတဖြစ်မြားစန်းကြီးမှာဘေးတင်ဟောသည့်ဇင်မင်းထူးဆိုသည့်လူကြီးနောက်သို့မဝဲ့မရဲဖြစ်လိုက်သွားရင်မှကိုအောင်စကားတွေနားထဲကြားရောက်နေမိသည်ဟဲ့မြားစန်းကြီးရဲ့ နေလဲခေပညာတက်ဆယ်တန်းကျောင်းတူပဲနေစဉ်းစားကြည့်လေအဲ့ဒီဘေးဒင်းဆရာတွေကမိန်းကလေးချောချောလာလာတွေ့ရင်တိုက်ကလာတာတိုက်ကျိုးဖြစ်ရမယ်အဲ့ဒီလိုမလောက်ရင်တိုက်ကျိုးမဖြစ်ရင်တနေ့ကျရင်တိုက်ကပြန်ခေါ်လိုက်မင်းနဲ့ဒီတိုင်းအမြဲပြောကြတာကင်းငါတို့ယောက်ျားလေးတွေကိုကြတော့တိုက်ကလာတဲ့သူတို့တိုက်ကျိုးဖြစ်ရမယ်လို့ဘယ်နှခါများဟောတာပြောတာနင်ကြားဘူးလို့လေအေးဟုတ်တယ်နော်ကိုအောင် နင်ပြောမှငါပြန်စဉ်းစားကြည့်မိတယ်။ငါတို့မိန်းလေးတွေချောချောလှလှငယ်ငယ်ရွယ်ရွယ်လေးတွေကိုပဲတိုက်ကလာတာ။တိုက်ကြိုးဖြစ်ရမယ်နဲ့။ဒါပဲထက်ခါထက်ခါပြောခဲ့တာ။နင်တို့ယောက်ျားလေးတွေကိုကြတော့တခါမှအဲ့ဒါလိုမဟုတ်ခဲ့ဘူးနော်။အဲ့ဒါကိုငါပြောတာဗောဟာ။နင်တို့မိန်းလေးတွေဆိုတာကလည်းဘေးတင်ဟောတဲ့လူကတိုက်ကလာတဲ့လူလို့ဟောပြောလိုက်ရင်တဘောတွေကြပြီးတိုက်ကြိုးမဖြတ်ရင်တိုက်ကပြန်ခေါ်လိုက်မယ်လို့လေပြောရော။ တခါတည်းကြောက်ချီးပါတော့တာပဲတိုက်ဆိုတာကြီးကိုကြားလိုက်တာနဲ့ပဲဘာမှမသိပဲကြည်နူးကြည်နဲ့ဘာမှမသိပဲလှုပ်ကြောက်လို့ကြောက်နေသိပ္ပံနီးကြကြလက်သွေးကြကြစင်စားသွေးခေါ်စမ်းပါဟာနေမီကစာမတက်ပြီးမတက်မှုထောင်းတော့ဒီပီတင်ဟောတဲ့လူဆိုတာနင်တို့ငါတို့လောက်အတန်းပညာရှိတာမဟုတ်ဘူးဟာနင်တို့ငါတို့လောက်စီးပွားကောင်းတာမဟုတ်ဘူးပြီးတော့အဲ့ဒီဇင်မင်းထူးဆိုတဲ့လူကြီးကလူရှုပ်လူပွေကြီး တရားဝင်မိမက3ယောက်ကလေးက10ယောက်တရားမဝင်တိတ်တိတ်ပုံယူထားတဲ့မိမကရွာစဉ်တခြားမှာရှိတယ်။ဒါဆိုငါဘာလို့ရမလဲကိုအောင်။နင်မလိုက်ချင်ဘူးလို့ညင်းပေါ်ဟ။ညင်းမရရင်တော့လိုက်သွား။ပြီးရင်ကိုကိုအန်ဒီရဖြစ်လာမယ်။အကျက်အတဲနဲ့ရင်ဆိုင်ရခဲ့ရင်မိမမာယာတဲကူပြားတဲ့မိမမာယာနဲ့လှော့အောင်ယုံဖို့ဟာ။ ိုအောင်ရဲ့စကားတွေနားတဲ့အထက်ထက်ပြန်ချားရောက်နေမိသောမျှစန်းကြီးမှာသွေးရင်ရင်မောနေမိသည်တကယ်တော့မျှစန်းကြီးနဲ့ကိုအောင်မှာเจ้าနေဖက်တငယ်ချင်းများဖြစ်ကြသဖြင့်မြာစန်းကြီးမှာမိမိရဲ့အကြောင်းအားစကားဆက်မိ၍ပြောကြရင်မှကိုအောင်ကမြာစန်းကြီးအားတွင်တင်ပြောပြခဲ့ခြင်းဖြစ်ပါသည်စိတ်ချပါကောမြာစန်းကြီးကိုကိုကိုအန်ဒီရဲ့ကြုံလာရင်စောင့်ရှောက်ကာကွယ်နိုင်အောင်တတိအမြဲရှိနေမှာပါ နှုတ်မဖောက်ဖွားသည်သူရေကျွပြောဆိုလိုက်ရင်တပ်ပြင်းကိုမြင်းမြင်းချလိုက်မိသည်မိမိတို့ဘေးဒင်းယုံနေကြတာတွေကြောင့်ခတ်ပါတယ်ဟွန်းကားပေါ်မှာဆင်းပြီးလမ်းအတွင်းသို့ဇင်မင်းထူးဤခေါ်ဆောင်မှုတိုင်းလိုက်သွားခဲ့ပြီးအဆောက်အဦတစ်ခုတွင်လှမ်းဝင်လိုက်တော့ခါမျှဆန်းကြည့်ရင်ထိတ်သွားမိသည်ဟင်ဒါတဲကိုကန်းကြည့်ပဲဖျားကိုသွားမှာစို့ ဟုတ်တယ်လေဖះကိုသွားတယ်ဆိုတာကတန်တန်ရှင်းရှင်းနဲ့စိတ်ကြည်လင်လန်းဆန်းနေမှလူရဆန္ဒပြေဝတာမျိုးများဆန်းကြည့်ရဲ့တဲကိုခမ်းမှခဏနာပြီးရေမိုးချူကိုလက်တန့်စင်ပြီးမှဖះသွားကြတာပေါ့တန်တရားတို့ဝင်လာတော့လေအဖြေစကားကရုပ်တည်ရှိနေဒီမို့မျှဆန်းကြည့်စိတ်ထဲ၌ဟုတ်လေနုံနုံဖြင့်လက်ခံလိုက်ရသည်အခန်းကနှစ်ယောက်ခန်းအတွင်း၌ဂရင်ကနှလုံးမို့ မြဆန်းကြည်စိတ်သက်သာတလို့တော့ရှိလာခဲ့သည်ကို့အစီစဉ်နှစ်ကိုရေချိုးပြီးကြချိန်၌အချိန်ကနေဝင်ဖြူးဖြားမိုးချုပ်ဆဖြစ်လာခဲ့ပြီ ထိုးစဉ်စင်မင်းထွန်းကအခန်းတကားအပိတ်၍တေးချစီရန်လော့ချလိုက်ပြီမြဆန်းကြည်အားနှောက်ကျိုးဖက်မှတိုင်းဖက်လိုက်ပြီလင်တိတ်ချစ်တယ်ကွာကလေးရဲ့မင်းကိုလေဆရာချစ်နေမိခဲ့တာကြပါပြီဒါပေမဲ့အရွယ်ချင်းကကွာချားနေတာရင် ဆရာရဲ့ဘွားကလူလွတ်မဟုတ်တာယင်ဆရာရဲ့ဂုံတိတ်ခါတွေရေကိုထိမ့်သိမ့်နေရတာရေကြောင့်ဆရာရင်ထဲကအချစ်စိတ်တွေကိုချိန်မိတ်မျိုးတိတ်ပြီးဒီကနေ့ဒီချိန်ထိစောင့်နေခဲ့ရတာအခုတော့ရင်ထဲကဝေဒနာတွေကိုမျိုးတိတ်ပြီးမခံစားနိုင်တော့လို့တိတ်ခါတွေကိုပြေးဖယ်ပြီးအခုလိုဖွင့်ပြောရတာပါကလေးယင်ဆရာချစ်ကိုလက်ခံပေးပါနော်စားနေကြကြောင်ပါတော်ကြွတော်ကိလေသာမုတ်ဆိုးပြီးပြီး တင်းကျပ်စွာပွေးဖက်ထားမှုကြောင့်ယုံရင်ကန်ရင်တွင်းရင်ဖယ်ရင်မြားစန်းကြီးမှာကြောင်ရွံ့စိတ်တို့ဆုံးမှုလဲယုံဖယ်၍မရနိုင်သည့်ပြင်အိယာထတ်တို့ဇင်မင်းထိုး၏တွန်းလဲခြင်းကိုခံလိုက်ရပါတော့သည်ထို့နောက်ဒဇင်တက်၍ခါတွင်ဝစ်စင်ထားသောစကတ်ထမင်အားချုပ်ရန်ကြိုးပမ်းလာတော့ခါတွင်မိမမာယာတဲခုဖြားတဲ့မာယာသုံးပြီးကိုကိုကိုကာွယ်ဖို့ဟာ ကိုအောင်စကားတွေနားထဲဖြက်ခင်းပြန်ပြီးကြားအောင်လိုက်မိပြီလင်ဆရာကျမနေခင်းလေးကဘာမှမစားရသေးဘူးတခခုစားချင်တယ်ဒေါသထွက်နေသောလီတန်ကိုဟန်ဆောင်ကဖုံးလျက်မိဝင်ဝင်တောက်လို့ဖြစ်နေသောမျက်နာပေါ်ဟန်ဆောင်အပြုတ်တစ်ချက်ဝင်း၍မျှဆန်းချီမှပြောလိုက်ခြင်းဖြစ်သည်အိုးကလေးရဲ့ဒါများဆိုးဆိုးကပြောရုပ်ဘို့ ီတောင်ကူမှာနာမည်ကြီးဆုံးခေါဆွဲဆိုင်ကခေါဆွဲကျော်ဆရာအခုပဲတွားဝယ်လိုက်မြင်မြာစန်းကြီးစကားကိုယုံလက်စင်မင်းထူးမှာ အခန်းတွင်းမှာလှည့်မြန်စွာထွက်ပြီးမြို့ထဲသို့စားဆရာဝယ်ရင်ထွက်ခွာတော်လီတော်လီဟူတော့ပါသေးရဲ့ငါဘဝရည်စည်နှစ်တော့မလို့ငါပဲလို့လောက်ရပါမလဲတောင်ကူဆိုတာမြို့ကကြီးကြီးတခါမှလည်းမရောက်ဘူးဘူးမိုးကလည်းချုပ်လာပြီး ကျွဲပွဲပြန်ဆက်လမ်းစိတ်ကလည်းတပြားမှပါတာမဟုတ်ဘူးတဲကိုကန်ပိုင်ရှင်နဲ့တွေ့ပြီးအချောင်းဆောင်ပြောပြပြီးအကူကြီးတောင်းမှဖြစ်တော့မင်းဘာမှမစိုးရိမ်နဲ့မင်းလေးကြီးဒီညတော့ဒီမှာအိတ်လိုက်အောင်တက်ဆိုင်ရာရာရာကကိုဦးအခုညကလေးကအချောင်းကြားပေးထားမင်းရာရာကနဲ့တိုင်ပင်ပြီးကလေးမရဲ့အိမ်ကိုပြန်လိုက်ပို့ပြီးမင်းတမီးကိုခေါ်လာတဲ့ဗီဒင်ဆန်နဲ့အခန်းချင်းခွဲလိုက်ဖို့ဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦး မနက်လေးနောက်ခါရရကယုံတို့တဲကိုခန်းပိုင်ရှင်မလှိုက်ဖို့ပြီးပြီးများမကြမီ၌ဘေးဒင်ဆာဇင်မင်းထူးဤအပေါင်းပါဘေးဒင်ဆာများရောက်လာကြပြီလင်ညာစန်းကြီးနင်ပဲလိုလောက်တာလေကိုကျေးဇူးရှင်ကိုဒီလိုပဲတုံ့ပြန်ရသလားသူကနင့်ကိုတိုက်ကျိုးဖြတ်ပြီးမှလေဘာတိုက်ကျိုးလေဘာကျေးဇူးရှင်လေရှင်တို့လင်ညာပြောတိုင်းရမယ်မင်းလေးထင်နေလို့လားခေပညာတက်အထက်တန်းเจ้าလူရှင် ရှင်တို့ပြောပြောနေတဲ့ဒဏ္ဍာရီအဟောင်းပုံပြင်အဟောင်းကြီးတွေကိုယုံကြည်တယ်လို့ထင်နေသလားကျမရဲ့မိခင်ကိုမလွန်ဆန်နိုင်လို့ထီထီပါလာရတာတောင်လွန်းလှပြီရှင်တို့ရဲ့ရုပ်မာတဲ့အကျံစီတွေကိုလည်းကိုယ်တိုင်ကြုံခဲ့ရပြီပြီဒီမှာတင်မဲရက်တန်းကရက်ရင်ကောင်းလိမ့်မယ်အေးဒါဆိုလဲနေ့ရင်ကိုငါတို့ပြန်လိုက်ပို့ပြီမင်းငါတို့နဲ့လိုက်ခဲ့မလိုက်ဘူးကျမရှင်တို့နဲ့မလိုက်နိုင်ဘူးရှင်တို့အားလုံးအတူတူပဲ ကျမရှင်တို့ကိုဘယ်သူကမှမယုံဘူးအမှန်မျှစမ်းကြည့်လိုက်ခဲ့တော့မလိုက်ရင်တက်ပြစ်မယ်မလိုက်ဘူးတက်ရင်တက်ကြည့်လေဥပဒေကမနေပါဘူးဦးလေးရဲရဲကလူကြီးတို့ရင်အခုကြားတဲ့အတိုင်းပါပဲသူတို့အားလုံးကအကြံတူညံတူဇေယျတူပေးတင်ဟောစားတဲ့သူတွေကြီးပဲအခုကျမကိုတက်ပြစ်မယ်လို့ပြောတဲ့လူကမြင့်ဆောင်လို့ခေါ်ပါတယ်သူကလည်းဘေးတင်ဟောတဲ့အလုပ်ကိုလှုပ်ရှားတဲ့သူပါ ကျမတို့လိုနဲ့ပြန်လိုက်သွားလို့ကတော့ကျမတကယ်အသက်ခံရနိုင်ပါတယ်။ဒီတော့ကျမအတွက်လုံခြုံမှုရှိအောင်ကူညီပေးကြပါရှင်။သူတို့နဲ့တော့ပြန်မထည့်လိုက်ပါနဲ့။စိတ်ချပါကလေးမယင်။အခုလောက်ဆိုဥရောတဘောပေါက်ပါပြီ။ကဲကို့လူတို့အေးအေးစစ်စစ်ဖြေရှင်းကြတာပေါ့ကွာ။တို့ရရကလူကြီးတွေအနေနဲ့ကတော့အားနွယ်တဲ့မိမသားတွေဘက်ကအမှန်တရားတိုင်းရက်တီကောက်ွယ်ပေးဖို့တာဝန်ရှိတယ်ကွာ။ဒီတော့အပြင်မှာရဲတွေရောက်လာပြီ။ ကျုပ်တို့ဖုံးဆက်ကူညီတောင်းလို့လိုက်လာတာပဲမိန်ကလေးကိုအလိုမတူပဲတာမယာပြုချင်းဖို့ကြံစီတာရင်မိန်ကလေးကိုတက်ပြစ်မယ်ဆိုပြီးငါတို့ရဲ့ရှိမှချင်းချောက်ပြောဆိုတာတွေရင်ဥပဒေအရဖြေရှင်းကြပြီတော့ကဲမိန်ကလေးဘယ်လိုတဘောရလဲမင်းတရေလိုလုပ်ပြီးတရားဆွေးခွင့်ရှိတယ်နော်ဟုတ်ကဲ့ကျမကနင့်နာသူမို့ကိုရန်တရေလိုလုပ်ပြီးတန်ကြားပြရစီရှင်ကျမတို့လိုကြီးလက်တော်ရွာက သမီးပြိုလေးတွေကို တိုက်ကလာတယ်တိုက်ကျိုးဖြတ်ပေးမယ်လို့ပြောပြီးခြေတော်တင်ဖြတ်စည်းခဲ့ကြတဲ့ဒီလိုလူရုပ်မာတွေကိုဥပဒေနဲ့ညီအရေးယူပြီးဖို့ကျမကိုယ်တိုင်တရေလိုလုပ်ပြီးတိုင်ပြရစီရှင်အဲ့ဒါပဲကိုစုကြီးအပွဲပွဲနှွှဲလာတဲ့ကိုရွှေပေတင်တမားကတော့ဒီတချီမှာစာပေပညာတတ်တဲ့မိန်းလေးနဲ့တွေ့ပြီးဥပဒေရဲ့သားကောင်ဖြစ်သွားရရှာပြီး gain ဒီဇလန်းကိုခေါင်းစဉ်လှလှလေးဘယ်လိုပေးကြမလဲ ခေါင်းစဉ်လှလှကလေးဆိုရင်တော့ဘေးဒင်ဆရာမဟုတ်တဲ့ဘေးဒင်ဟောစာတို့တချို့သောယောက်ျားတွေရဲ့ညံများပုံကိုတင်စားတဲ့အနေနဲ့မာယာဘေးဒင်လို့ခေါင်းစဉ်ပေးလိုက်မယ်ဆရာကြီး။ Okay ကောင်းတယ်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေရာလေးမှာပဲစာရေးဆရာမောင်ဆွေတောင်ကူရေးသားထားတဲ့မာယာဘေးဒင်ဆိုတဲ့စုံထဝိတုဇလန်လေးပြီးဆုံးလို့သွားပါပြီခင်ဗျာ။နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ။